ီကဗီဒီယိုမှာတော့ဆယ်သိန်းအောက်မှာသုံးလို့တော်တော်လေးကောင်းတဲ့တက်ဘလက်သုံးလုံးကြောင်းပြပြပေးမယ်ပုံမှန်ဖုန်းထက်ဆိုင်တက်ဘလက်တွေကပို့ပြီးတော့ကြည့်ရတာကိုသုံးရတာကိုပို့ပြီးတော့အားရတယ်အဲစာလုံးရတယ်လို့လို့ရတယ်လည်းဘာပဲပြောတက်ဘလက်နဲ့ဆိုတော့ပို့ပြီးတော့အလုပ်တွင်တယ်ဆိုတော့ဘလို့တက်ဘလက်လေးဖြစ်မလဲဘယ်သူတွေအတွက်လဲဆိုတာဆက်ပြီးတော့ကြည့်လိုက်အောင်ပထမဆုံးကတော့ဈေးအတ္တအဆုံးနဲ့ ဆင်းရော wifi ကိုတွဲပြီးတုံးလို့ရတယ် Redmi Pad SC 8.0ပဲဒီကောင်က site လေးက100ကောင်ကောင်တုံးလို့ရတဲ့တက်ပတ်ထဲမှာပါတယ်ဒီကောင်ရဲ့အသာချက်ကဘာလဲဆိုရင် wifi အပြင်သူကဆင်းမှာထည့်ပြီးတုံးလို့ရတယ်တော်တော်များမေးနေကြတယ်ဆင်းကတ်ကော wifi ကိုတုံးလို့ရတဲ့တက်ပတ်ထဲကဈေးသက်သာမျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက် ဒါလေးရှိအဲဒီကောင်လေးကအနာထိမ့်မဲ့ပိုင်းသုံးမယ်ဝဟန်တက်နဲ့ကောင်းကောင်းလေးဒါခလေးလေးပါပြီးသုံးမယ်ဆိုတဲ့လူတွေအတွက်လည်းတော်တော်လေးကိုမှအဆင်ပြေတယ်။ဂိမ်းတွေပါတော့ heavy use တော့သုံးလို့မရအောင် performance ကတော့အဲ့လောက်ထိအရင်ကောင်းနိုင်မှာမဟုတ်ဘူး။သူကအဓိက social media သုံးမယ်။ရုပ်ရှင်လေးပါကြည့်မယ် YouTube လေးပါကြည့်မယ်။စာလေးပါနဲ့ပါဖတ်မယ်။ဒါမျိုးတွေအတွက်သုံးလို့အရင်ကောင်းတယ်။ဈေးလည်းတော်တော်လေးတက်တာတယ်။ဈေးနှုန်းတွေကတော့ကွန်မတ်မှာထည့်ပေးထားတယ်။နောက်တစ်လုံးကတော့ Redmi Pad SE 11 inch ဒီကောင်ပေါ့နော်။ဒီကောင်ကတော့အဓိကကသူက စင်းလေးပိုင်းမလို့တော့ဇီလင်းနေလေးပို့သုံးခြင်းနဲ့ wifi ဖြစ်လေရတယ် big quality ပို့ကောင်းတဲ့ tablet မျိုး display size ပို့ကြည့်တဲ့ tablet မျိုးလိုချင်တယ်ဆိုရင်ဒီကောင်ကိုသုံးလို့ရတယ်အဲဒီကောင်က Redmi Pad SE 8.7နဲ့ဆိုင်ဇီလင်းနေလေးပို့ပြီးတော့များသွားမယ်အဲသူက site လည်းပို့ပြီးတော့ကြည်ပါတယ်ကြည်ရတာပို့ပြီးတော့အားရရပေါ့ ပြီးတော့နှာခေါင်းရဲ့ body တစ်ခုလုံးကလည်း aluminum frame တွေပါတယ်ဆိုတော့တောင်းတော့ပြပြရပိုင်းလည်းဘာမှပြဿနာမရှိဘူးအချမ်းလေးတော်တော်လေးခံတယ်။သူကတော့အလုပ်လုပ်ဖို့အတွက်ကိုအပြင်မှာဒါရုပ်ရှင်ကြည့်ဖို့ social media သုံးဖို့အပြင်သူကတက်မှန်းနဲ့ site လေးပို့ကြည့်တော့ YouTube ကောင်းကောင်းကြည့်လို့ရတယ်။စာတွေပါကောင်းကောင်းပို့ပြီးလေ့လာလို့ရတယ်။အထာမျိုးတွေအတွက်သုံးကြတယ်။ဘာပဲပြော site နည်းနည်းပို့ကြည့်ရမျိုးနဲ့စိတ်မပါနဲ့ဖြစ်တဲ့ wifi တဲကပဲလိုချင်တဲ့စီးလေးနည်းနည်းတက်တာရမယ်ဆိုရင်ဒီကောင်လေးကိုရွေး။နောက်တစ်လုံးကတော့ Huawei ရဲ့ MatePad SE ဒီကောင်ပေါ့ဒီကောင်ကတော့အဓိကက Huawei tablet တွေကတော့များသောအားဖြင့်ရုပ်ရှင်ကြည့်ဖို့စာလုပ်ဖို့အတွက် ဖွဲရများတယ်အပြည့်တကောင်တွေက Microsoft တွေပါတုံးဖို့လည်းတော်တော်လေးအဆင်ပြေရယ် PowerPoint တွေပါတုံးဖို့လည်းတော်တော်လေး okay ရယ်အလုပ်အတွက်ပေါ့အဲဆိုတော့ဒီ Huawei ရဲ့ Mate Pad SE ကလည်းပြောမယ်ဈေးကအရန်မကြည့်ဘူးအရန်မကြည့်ဘူးဖြစ်တဲ့အတွက်သုံးတဲ့သူကလည်းသုံးပြောတယ်ကိုကအလုပ်အတွက်သုံးမယ် Entertainment ဘိုင်းအတွက်သုံးမယ်ဆိုတဲ့သူတွေပြောစာလုံးမယ်ဆိုတဲ့သူတွေ online လုံးမယ်ဆိုတဲ့သူတွေတော်တော်လေးအဆင်ပြေရယ်ကောင်းနေပြီပဲအပြည့်တစ်ခုရှိတာကဒီ Huawei tablet တွေပါဆိုရင် Google မရဘူးဆိုပြီးစိတ်ပူကြတယ်အားလုံးလည်းမေးကြဘူး Google ရောမေးအဆင်ပြေရလားဘာညာမေးကြတဲ့သူတွေရှိတယ်ပူကြမလို့ Huawei Mate Pad SE က Google တွေပါအကုန်အဆင် င်ပြီးတယ်ဒီခါတဲ့အကောင့်တွေပိုင်းထည့်သုံးပြီးတော့တန်းပြီးတော့လိုချင်တာကိုထောင်းလို့ဆိုဖုန်းဒီတက်ပလက်ထဲမှာအကုန်သုံးလို့ရတယ်ဒီသုံးလုံးလုံးက တက်ဘလက်တွေထဲမှာဈေးလည်းတက်တာတယ်လို့ performance တွေဘာတွေလည်းမဆိုးဘူးစာလုံးတာမျိုးတွေအလုံးတာမျိုးတွေတော်တော်လေးကောင်းတဲ့တက်ဘလက်တွေကြီးပဲဆိုတော့ကိုကကိုရဲ့ budget ပေါ်မူတည်ပြီးတော့ကိုကဘာအတွက်သုံးကြလဲပေါ်မူတည်ပြီးတော့ဒီတက်ဘလက်သုံးလုံးကိုရွေးကြည့်လို့ရတယ်သုံးကောင်လုံးကတော်တော်လေးအဆင်ပြေတဲ့ကောင်လေးကြီးပဲဆိုတော့ကိုလိုလိုဆိုရင်တော့ဘယ်ကောင်အောင်ပို့ပြီးတော့သဘောကျလဲဘယ်ကောင်အောင်ပို့ပြီးတော့ရွေးပြမလဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store